မင်္ဂလာပေါင်းနည်းပြေဆုံးကြပါစေရှင်ဓမ္မဘေဤဆရာတော်ရှင်ဝရိယတောင်စွန်ရေးသားတော်မူခဲ့တဲ့လောကကျက်တည်ဆိုတဲ့စာအုပ်လေးကိုမျှဝေတင်ဆက်ပါမယ်ရှင် လောကကျက်တည် အတိတရားခေစားပါစေအဟောင်းတရားကောင်းစားပါစေအတိတရားချိမသွားစေအဲ့ဒါမှလောကကြက်တည်းကန်ထွန်းတဲ့ဒီကဗျာတူလေးကိုလွန်ခဲ့တဲ့နှစ်20ခန်းကငွေတာကြီးမဂဇင်းကြီးမှာအဲ့ခံကဗျာအဖြစ်နဲ့တီးခြားဖော်ပြတာကိုတွေ့လိုက်ရလို့ဖတ်ကြည့်မိရကခုထိမှတ်မိနေတယ်လို့ဒီကဗျာအကြောင်းအကျယ်ချက်စဉ်းစားမိတဲ့အခါမှာတော့ ီကဗျာဟာ လောကဓမ္မနှစ်ဌာနလုံးကို ကျွမ်းကျန်းကျင်ကျင်ခြုံငုံပြီးတဲ့စာဆိုရှင်တဦးရဲ့လက်ရကောင်းကလေးပဲလို့လည်းမှတ်ချက်ချလိုက်မိပါတယ်ဒီကဗျာတိုကလေးကိုမဂဇင်းကြီးတစ်ဆောင်ကဘာဖြစ်လို့အဲ့ခံကဗျာအဖြစ်နဲ့ဖော်ပြရတယ်လဲဆိုတာကိုလေအထက်ထက်ယူကြည့်လေသဘောပေါက်လေပဲ ဟုတ်တယ်တချို့ကစာပေဂီတအမှုပညာနယ်ပယ်မှာပဲဖြစ်ဖြစ်လူသုံးကုန်တွေနဲ့လူမှုရေးစီးပွားရေးနိုင်ငံရေးနယ်ပယ်တွေမှာပဲဖြစ်ဖြစ် အသည့်အသည့်တွေပေါ်ပေါက်လာတာကိုကြောက်စရာလန့်စရာတခုလိုအတော်လေးမခံမရနိုင်ဖြစ်နေကြတယ်ဝေစားစင်ရင်မှုတွေပြုပြင်ချေသားမှုတွေမှာဆိုရင်တော့ပိုလို့တောင်ဆိုသေးလို့ဆိုရလိမ့်မယ် ကဗျာဆရာကတော့အတ္တတရားတွေနဲ့ပတ်သက်လို့ဒီလိုတစ်ဖက်သက်သဘောမထားပါဘူးသူခေနဲ့သူခေစားပါစီတဲ့ ဟုတ်တာပေါ့အသေးတွေတော့ခင်မစားလာဘူးဆိုရင်ခင်မီတိုးတက်တယ်ဆိုတာလေဘယ်လိုလုံးရှိနိုင်တော့မှလဲအယိုးဆုံးအရှင်ဆုံးနဲ့အနီးဆုံးကိုကြည့်မယ်ဆိုရင်မျိုးဆက်သစ်ဆိုတဲ့အသေးတရားတွေခင်မစားပဲစိတ်သုံးသွားမယ်ဆိုရင်မျိုးချစ်စိတ်ဆိုတာကကောဘယ်အမျိုးကိုဘယ်အမျိုးကချစ်ရမှလဲ ဒီနေ့ခိမိတိုးတက်တယ်ဆိုတဲ့အရာတွေအလုံးဟာအတိတရားတွေတိုးတက်ဖြစ်ပေါ်နေတာကိုပဲဆိုနေကြတာမဟုတ်လားတမိုင်းနဲ့ချီပြီးပြောရရင်ကြီးကျယ်လွန်ရများကြားနေမလားတော့မသိဘူးအတိတရားတွေသာခေစားမလာဘူးဆိုရင်တော်နေကူအောင်ကြောက်ခိကြီးကနေဒီနေ့မျက်မှောက်ခိမျိုးအထိပြောင်းလဲတိုးတက်မှုဘယ်လိုလုပ်ဖြစ်လာပါမလဲနော် ဒါကြောင့်ကဗျာစာဆိုကအသည့်တရားခေစားပါစီလို့မုရိဒာအပြင်းနဲ့တောင်းဆိုလိုက်တာဖြစ်မှာပါတချို့ကတော့အဟောင်းတရားတွေကိုတိတ်ကြောက်ကြတာလည်းရှိတယ်အနီးကပ်ဆုံးအဖြစ်နဲ့လူတွေကို မေးကြည့်ဘူးတယ်ခန္ဓာကိုယ်ကြီး ဟောင်းလာတာဟာ ကောင်းသလားမကောင်းဘူးလားလို့အားလုံးတစ်ပြိုင်နက်ပဲမကောင်းပါဘူးလို့ဖြေကြပါတယ်ဟုတ်တော့လဲဟုတ်ပါတယ် ပုဂ္ဂလိကခန်းစားချက်တနည်းပြောရရင်တော့ကိုကျိုးအတွက်တတ်တတ်ကြည့်ရင်တော့ခန္ဓာကိုယ်ကြီးအိုလာတာဟောင်းလာတာမကောင်းဘူးလို့ခန်းစားကြရမှာပါအားလုံးကအမြဲနှုပြိုနေကြကြတာကိုဒီလိုခွင့်ရမျိုးဟိုးဘိုးဘွားပြည်ပင်ဆက်ဆက်တွေကလည်းတောင်းတခဲ့ကြမှာပဲတကယ်လို့သာ တောင်းတတိုင်းပြေဝသွားကြလို့ သူတို့တွေသာမအိုမနာမသေးကြဘူးဆိုရင် လောကကြီးဘလို့များဖြစ်နေကြမလဲလို့မေးကြည့်တဲ့အခါမှာတော့အားလုံးကဟဲကနေအတန်ထွက်ကြပါတယ်။အိုမျိုးနာမျိုးတေမျိုးတွေဖြစ်နေကြတာတောင် ဒီလောက်လောဘဒေါသမန်မာရနေတဲ့ကိုကျိုးအတွက် သူများတွေကို မျက်ွယ်ပြူနေကြသေးရင်မအိုမနာမသေးကြဘူးသာဆိုရင်တဘာဝမတက်ရင်ငါကတတ်မယ်ဆိုတာတွေတိုးပွားဆိုးဝါးမလားမလောက်ပေဘူးလားပြီးတော့ဘိုးဘွားဘီပင်တွေအဆက်ဆက်မသေးကြဘူးဆိုရင်ကောလူပုံလောကကြီးဟာဘလို့နေကြမလဲ ခြေချစရာမဆိုထားနဲ့အသက်ရှူစရာကွက်လက်တောင်မရှိတဲ့အဝီစည်းဆိုတဲ့ငရဲပုံကြီးလို ဖြစ်မသွားလောက်ပေဘူးလားလို့ထံမေးတော့မှအိုရာလဲကောင်းပါတယ်တို့ဘိုးဘွားဘီဘင်တို့ပုံမှန်တိုင်းသေးပေးချလို့သာတို့တွေမြေပြင်ပေါ်ခြေချစရာကွက်လက်ကလေးတွေရှိနေတာတို့ဆိုတဲ့အဖြေမှန်အမြင်မှန်တွေ ထွက်လာကြပါတယ်အတွေ့အကြုံတို့ ဘာသာတရားတို့ရင်ကျေးမှုတို့အစဉ်လာကောင်းတို့ မျိုးချစ်စိတ်တို့ဆိုတာတွေကလည်းအဟောင်းတရားတို့ကောင်းစားခွင့်ပြုမှ ရရှိနိုင်တဲ့လောကရဲ့အနှစ်ကျယတနာအမတေတရားဟောင်းတွေပဲမဟုတ်လားဒါကြောင့်လဲစာဆိုရှင်ကအဟောင်းတရားကောင်းစားပါစေလို့မုဒိတာပွားလိုက်တာ ဖြစ်မှာပါဒါပေမဲ့ကဗျာစာဆိုရှင်ကသိလွင်ရင်ချစ်ခင်ရမယ် အဟောင်းတရားအလုံးကအကောင်းစားကြီးဖြစ်တယ်လို့တော့လက်လွတ်စပယ်ပြောတာမဟုတ်ပါဘူးဒီကဗျာရဲ့အသက်ဝိညာဉ်ဖြစ်တဲ့နောက်တစ်ပိုက်မှာအတိတရားချိန်မသွားစေလို့သတိပေးထားပါတယ်အတိတရားဆိုပေမဲ့အတိညာဉ်ကိုချီးနဲ့သွားစေမယ်ဆိုရင်ခေစားခွင့်ပြုဖို့မတိုက်တွန်းတယ်လို့အဟောင်းတရားများကိုလည်းဒီလိုပါပဲအတိတရားထိပါချီးနဲ့စေတဲ့အဟောင်းတရားများကို ကောင်းစားခွင့်မပြုဖို့အလေးအနက်ကန့်ကွက်ထားပါတယ်။နောက်ဆုံးတော့အတ္တိတရားတိုးပွားခြင်းဟာ လောကကျက်တည်ဖြစ်တယ်လို့ခံယူတင်ပြထားတာပါ။ဒီအပိုက်ကိုဖတ်ပြီးတဲ့အခါမှာတော့ဒီကဗျာအစာဆိုဟာယဟန်တော်တပါးများ ဖြစ်လိမ့်မလားလို့အတွေးရှိပါတယ်။စာဆိုရှင်ကကြက်တည်းအရာအတိတရားလို့ကောက်ချက်ချထားတာဗဒနာနီးယဖြစ်ပါတယ် အမှန်ကတော့ကြက်တရေဆိုတာမုတ်ချအားဖြင့်အတိတရားနဲ့ကိုကျင့်တရားတို့ရဲ့အမိဖြစ်တယ်။အလျော်အနေနဲ့တော့အတိတရားကိုကျင့်တရားတို့ရဲ့အကျိုးဆက်ဖြစ်တယ်။ခန္ဓာကိုယ်ရဲ့ပြည့်စုံတင့်တယ်မှုဘဝရဲ့ပြည့်စုံတင့်တယ်မှုများကိုလည်းကြက်တရေလို့ခေါ်ပါတယ်လို့အဘိဓမ္မာတိကမူလတိကတင့်မြင်ဆောင်ရှင်မှာ ဖွင့်ဆိုထားပါတယ်။ ဦးစင်းလေးရဝေနယ်ကဖုံးကြီးစာရေးတဲ့အခါလိုအပ်တဲ့တာတကဝိထုလေးတွေထည့်ပေးပါဒါမှစာဖတ်သူတွေပိုပြီးမှတ်ရလွယ်ကူမယ်လို့တိုက်တွန်းခဲ့တာအကြိမ်ကြိမ်ရှိနေပါပြီဒါပေမဲ့စာရေးတာထက်စာချတာကို ပိုပြီးအာသင်တဲ့မိမိအနေနဲ့တမတ်ချိန်အတွင်းမှာသီးသင့်တီးထိုက်တဲ့သဘောတရားအချက်အလက်တင်ပြနိုင်ရေးကိုကြီးစိတ်ရောက်နေလို့ တာတကဝိထုဖော်ပြတာနဲတယ်အခုဒီအကြောင်းအရာလေးတွေကိုရေးနေရင်တောင်ရဝေနယ်တို့အရှင်ဆန္ဒအဓိကတို့ဆိုရင်တော့ဒီအကြောင်းအရာတွေကိုပို့ပြီးတွတ်တွတ်လက်လက်မြိုင်မြိုင်ဆိုင်ဆိုင်ကလေးဖြစ်မယ်လို့အောင်းမေးမိသေးတယ်အခုတော့ဂျုံလုံးတာတကလေးတခုပြောချင်ပါတယ်တခါကမြတ်စွာဘုရားရှင် ਨੇ နောက်ပါတန်ဃာတော်900တို့ဗိမိတာရမင်းကြီးရဲ့အင်ပါယာဖြစ်တဲ့ အင်္ဂါတိုင်းမှာဒေသစာကြီးလှဲလှယ်ရင်စံပါဆိုတဲ့တိုင်းနယ်မြို့ကလေးကို ရောက်တဲ့အခါဒီမြို့ငယ်ကို အပိုင်စားရတဲ့သောနာထန္တာပုံနာကြီးနဲ့နောက်ပါတပည့်တွေရဲ့ထင်ရှားတဲ့မြို့သူမြို့သားတွေရဲ့ဖျားရှင်ထံရောက်ပြီးခရီးဥကြိုနှုတ်ဆက်ကြပါတယ်ဗျမနမျိုးနွယ်တို့အလေးထားတင်ယူကြတဲ့တေဝိဇ္ဇပညာခေါ်တဲ့ဒေဝကျမ်းများအကြောင်းဆွေးနွေးကြတဲ့အခါမှာ ဖျားရှင်ကဒေဝကျမ်းများရဲ့အလိုအရာဘယ်အချက်လက်တွေနဲ့ပြည့်စုံသူကိုဗျမနာစစ်ဗျမနာမှန်လို့ပြည့်ညတ်ပါတယ်လဲမြင့်မြတ်ပြီးစက်တည်ရနဲ့ပြည့်စုံတဲ့ဗျမနာလို့ခေါ်ဆိုရပါတယ်လဲလို့မေးတော်မူပါတယ်အမျိုး90တိုင်းတိုင်းဇတဘာနဲ့မယောနှောတဲ့ဗြမနာစစ်စစ်ဖြစ်ခြင်း မန္တန်များနဲ့ဒေဝသုံးညံတို့ကို အာဂုံနှုတ်တဲဆောင်နိုင်ခြင်း ရုပ်စင်းအင်္ဂါတင်းတယ်လှပခြင်းကိုချင်းသီလပြည့်စုံခြင်းအသိပညာနှင့်ပြည့်စုံခြင်းဒီအင်္ဂါ၅ချမ်းနဲ့ပြည့်စုံသူကို မြင့်မြတ်ကျက်တည်းရှိတဲ့ဗြမနာလို့ခေါ်ဆိုသတ်မှတ်ပါတယ်လို့ပြန်ဖြေပါတယ်။ဖျားရှင်ကဒီအင်္ဂါ၅ချက်ထဲကအင်္ဂါတစ်ပါးကိုခြံထားမယ်ဆိုရင်ကောကျက်တည်းရှိသူ မဖြစ်နိုင်ဘူးလားလို့ထပ်မေးတော်မူပါတယ်။ မြတ်ဗုဒ္ဓအလိုတော်အရဒီအင်္ဂါရက်တွေထဲမှာအေးမပါတဲ့အင်္ဂါရက်တွေပါနေလို့ခုလိုမေးတော်မူတာပါရုပ်စင်းအင်္ဂါတင်းတယ်လှပခြင်းဆိုတဲ့အင်္ဂါရက်ကိုခြံထားရင်ရပါတယ်ဖေယားကျန်တဲ့အင်္ဂါ၄ပါးနဲ့ပြည့်စုံရင်လည်းဖြစ်ပါတယ်တဲ့နောက်ထပ်တစ်ပါးထပ်ပြီးလျှော့ပါဆိုရင်ကော ဆိုတော့ဝေဒာချင်းနဲ့မန္တန်တို့ကိုနှုတ်တဲ့ဆောင်းနိုင်ခြင်းဆိုတဲ့အင်္ဂါရက်ကိုခြံလက်လို့ရပါတယ်ဖျားဟုပြန်ဖြေပါတယ်ဒီအဖြေနှစ်ခုထိတော့နောက်လိုက်မြန်မာတွေကဘာမှစောတကမတက်သေးပါဘူးရုပ်ရည်တွေဘလောက်ပဲလှပတင့်တယ်နေနေမန္တန်တွေတွတ်တွတ်ဘလောက်ပဲရွနေနေ သူ့အသက်သက်မှုခိုးမှုသူများအင်အားကျူးလွန်မှုစတဲ့ဒူးစရိုက်တွေပြုနေရင်ကြက်တရေရှိသူလို့တတ်မှတ်လို့မှမရဘဲကိုဒေဒီရဲမှာနိကေတင်တဲ့တက်စင်တုံးကဒီအကြောင်းကိုဆရာတော်ကြီးကရှင်းပြနေတုံးမှလဲလာရောက်နိုင်ယူနေကြတဲ့ပြိဿတ်ထဲကဖြန်းကနေချင်ရိုက်တန်ကြားလိုက်တော့ကြံတဲ့ပြိဿတ်တွေကဝါကနေရှိလိုက်ကြတာဆရာတော်ကြီးများတောင်ပြုံးလာပြီး အေးတို့ဗုဒ္ဓဘာသာတွေမှာလဲဖျားဝိပြုရင်မေတ္တာပို့ရင်ကရှင်ရိုက်သူဘယ်နှယောက်ရှိမလဲဆိုတာခံမှန်းသာကြည်ကြပေရောလို့မိန်ကြားတော်မူပါတယ်။ကျန်တဲ့အင်္ဂါ၃ရက်ကရော ထပ်ပြီးလျှော့လို့မရနိုင်တော့ဘူးလားဆိုတဲ့အခါမှာတော့အမျိုးဆက်စင်ကြယ်ခြင်းဆိုတဲ့အင်္ဂါရက်ကိုဖယ်ထားလို့ရနိုင်သေးပါတယ်ဖေရလို့ပြန်လဲဖြေလိုက်ရော နောက်ပါပုံနာပိဋကတ်တွေလှုပ်လှုပ်ရွရွဖြစ်ကုန်ကြပြီ အရှင်သောနာထန္တဒီလိုမပြောပါနဲ့ဒီလိုမပြောပါနဲ့အရှင်ဟာအစင်းကိုရောမန္တန်ကိုရောရှောက်ချုံမြတာမကဇက်ကိုပါရှောက်ချစကားပြောလာတယ်ဒါဟာတတ်တတ်ဃောရမဝါဒနောက်လိုက်တာပဲဆိုပြီးတော့ပွက်လို့ရိုက်အောင်အော်ဟစ်ကန်ွက်ကြပါလိရောအဲ့ဒီတော့သောနာထန္တကငါရှင်တို့ဒီလိုမထင်ကြနဲ့ကဲငါရှင်းရှင်းပဲဥပမာပြမယ်အခုဒီနားမှာရှိတဲ့ပြိဿထဲမှာ အရှင်ဂေါတမကလွဲရင်ငါတူအင်္ဂခလူလင်လောက်အစင်းလှသူဘသူရှိသေးလဲသူဟာဝေရကျန်းစုံနဲ့မန္တန်တွေကိုတဖက်ကန်းခတ်တက်မြောက်တယ်ဆိုတာလေငါကိုယ်တိုင်တင်ထားတာဖြစ်လို့ဘာမှတန်ပြားဖြစ်စရာ မရှိဘူးသူဟာအမီးဖားနှစ်ယောက်လုံးစင်ကြယ်တဲ့ဗြမနာဆက်ဖြစ်တယ်ဆိုတာလေ80အထိငါတီးပြီးသား သင်တို့လည်းတန်တရားပွားကြမယ်မထင်ဘူးအခုအဲ့ဒီငါတူသူ့အသက်ကိုတတ်ပါပြီတဲ့သူ့ဥစ္စာခိုးသူ့အိမ်ညာကျူးလွန်မူတာဝါရတွေပြောပေရက်တွေတောက်စားလုပ်ပါပြီတဲ့ကဲဒီကိစ္စမှာသူ့ရဲ့ရုပ်အစင်းတွေမန္တန်တွေနဲ့ဝေရကျန်းတွေအမျိုးဆက်တွေကဘာများတတ်နိုင်ပါသေးလဲ ူသက်သက်ရင်တက်တက်သမားပေါ့သူဥစ္စာခိုးရင်တခိုးပဲပေါ့ဒါပဲမဟုတ်လားဒါကြောင့်ပညာနဲ့သီလဆိုတဲ့အင်္ဂါနှစ်ပါးသာအရေးကြီးဆုံးမှလို့ရှင်းပြလိုက်တော့မှယမနပိဋကကြီးလည်းငြိမ်ကြသွားတော့တယ်ဒီနှမျိုးတွေကရော ထက်လျှော့လို့ရသေးလားလို့မေးတဲ့အခါမှာတော့မလျှော့နိုင်တော့ပါဖေယသီလနဲ့တုတ်တင်မှပညာအယောင်တက်ပါတယ် ညာနဲ့တုတ်တင်ပေးမှလည်းတီလာဖြူစင်ပါတယ်။တီလာရှိသူမှသာပညာရှိတယ်။ပညာရှိမှလည်းတီလာရှိနိုင်တယ်။တီလာနဲ့ပညာဟာလက်နှစ်ဖက်လိုပါပဲ။တစ်ဖက်စင်ကြယ်မှကြံတစ်ဖက်ကိုစင်ကြယ်အောင်လုပ်နိုင်တာပါ။ဒါကြောင့်တီလာနဲ့ပညာဟာလောကမှာအမျက်ဆုံးပါလို့ဖြေလိုက်တော့ဘုရားရှင်က အေးဟုတ်တယ်ပုံနာကြီးဒီအတိုင်းပဲမှန်တယ်ငါလည်းဒီလိုပဲခံယူဟောကြားပါတယ်လို့မိန်ကြားလိုက်ပါတယ်ကျက်တရေဆိုတာအတိတရားနဲ့ကိုကျင့်တရားတို့ရဲ့အမိဖြစ်တယ်လို့မူလတီကာဆရာဖွင့်ပြတာဟာလေဖះရှင်ရဲ့ဒီစကားတော်ကိုကြည့်ပြီးဖွင့်ပြတာပဲလို့ယူဆနိုင်ပါလိမ့်မယ်ကိုကျင့်တရားဖြူစီရင် အတီတရားမြင့်မြတ်လာသလိုစစ်မှန်တဲ့အတီတရားရှိသူဟာလည်းကိုကျင့်တရားဘယ်တော့မှ မပြည့်စည်ဘူးဆိုတဲ့ဆိုလိုတဲ့သဘောပါပဲအလင်းနှံချာနေ9ရက်6လ2008ခုနှစ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ပိုင်းဆက်မှာပြန်၍ဆုံပါမယ်နော်ကျမမေဦးမိုးပါရှင်